တိုက်ဆိုင်လို့နှက်ခံတရားကြောင်းပြေဆုံးတွေ့ခွင့်ရကြရတာပါမိုးနှောင်းလေးကတိတ်ကိုလိမ်မာတိတ်ကိုတော်တာသူ့ဖေနဲ့တူလို့အခုတော့သူ့ဖေနဲ့ပြန်တွေ့ရတော့မှာဆိုတော့မိုးနှောင်းလေးကန့်ကောင်းလိုက်တာမော်ကိုကိုရဲ့အချင်းပြတောက်ဆောင်မှုရတယ်နည်းလဲတွေ့တာပဲငါဖေနဲ့တူတယ်မတူတယ်ဘိုးလုံးကလာပြောနေတယ်ကိုကိုကြီးရဲ့သားဖြစ်နေဦးတော့ အဲ့ကလေးကဘွားကံကောင်းမှာမဟုတ်ဘူးအင်းမြမိုးရဲ့တောင်းနေရစောင့်ရှောက်ထားတယ်ဆိုပြီးကိုကိုကြီးကိုတိုက်ရိုက်သွားပြောလိုက်တင်းဘွားဘာဖြစ်သွားမလဲထင်တယ်မေမေကြီးနဲ့မိုးတည်လာတဲ့ဒေါသနဲ့အဲ့ဒီကလေးတွေမဟုတ်ဘူးစောင့်ရှောက်ထားတယ်နင်တို့ကတမီသားဆိုလို့ရဘွားပဲတစားတည်လွင့်သွားလိမ့်မယ် အင်းမြောင်မိုးကိုစတဲ့ဘသူမှသဘောတူမကြည့်ဘူးလို့သူ့ဘဝကလမ်းမေးရောက်နေတာကိုကိုကြီးမှသားတယောက်ရှိနေပြီဒါအင်းမြောင်မိုးကမွေးထားတဲ့သားကိုအပေါ်ကိုခေါ်လာဖို့မကြိုးစားနဲ့ဒီအိမ်ပေါ်မှာအင်းမြောင်မိုးကမွေးထားတဲ့သားကမိုက်ပဲအဲ့တော့ဆိုအဖေနဲ့သားကင်းတွေးဖို့များဟောက်ပေါ်တော့ဖေးဖို့ရတယ် ငါစကားကိုနားထောင်မယ်ဆိုတော့ကျွန်တော်စီမရှိတဲ့ကလေးကပူပူကြီးရဲ့သွေးဆိုတော့ငါ့ရဲ့တူတော်ရယ်လေဒီကလေးကိုအိမ်ကိုရောက်အောင်ခေါ်ပြီးသူ့အဖေနဲ့တွေ့လို့ရအောင်ငါလုပ်ပေးလိုက်တယ်။ဒါမှမဟုတ်ငါထုတ်ပြောဆိုတဲ့အချိန်ကျမှနင်တို့ပြောရှာတော့ရှိပြီးကိုယ်သဘောနဲ့ကိုပြောရင်တော့အဲ့ဒီအကျိုးဆက်ကိုနင်တို့ဘာသာနင်တို့ခံရနိုင်မှာနော်